မူသာဝါဒအကန့်ထဲမှာစေတိုင်းထွာတာဂုံးတိုက်တာတွေပါပါလားရှင်ဗျာတော့မူသာဝါဒကတတ်တတ်တခုစေတာကိုဖုဒဝါစာလို့ခေါ်တယ်ဝစီကံ၄မျိုးရှိတယ်ဟုတ်ပါဗျာမူသာဝါဒကတော့အမှားကိုအမှန်လို့ပြောတာလို့အမှန်ကိုအမှားလို့ပြောတာလို့အဲ့ဒါကိုမူသာဝါဒလွယ်မှားပြီးပြောတာမျိုးဟုတ်ပါဗျာတစ်ဖက်သားကိုလွယ်မှားစေတဲ့စိတ်နဲ့အမှန်မှားစေလို့တဲ့စိတ်နဲ့ပြောတာဟုတ်ပါဗျာစေတာကျတော့ဖုဒဝါစာလို့ခေါ်တယ်ဟုတ်ပါဗျာ ခုံးတိုက်တာကြတော့ပိတုနာဝါစာလို့ခေါ်တယ်။မှန်ပါဗျာ။အဲဒီမှာနောက်တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင်အကျိုးမရှိတဲ့စကားတွေတန်ဖတ်ပလပကောင်းကျိုးချမ်းသာတွေကိုပျက်စီးစေတတ်တဲ့လောကမှာဘာအကျိုးမှမဖြစ်စေတတ်တဲ့ဒီကောင်းကျိုးချမ်းသာကိုဖြည့်စည်တတ်တဲ့အပြောဆိုဒီကိုပြောလို့ရှိရင်ပညာရတဲ့လည်းပါမှာပေါ့နော်။ဘာမှကောင်းကျိုးချမ်းသာမရတဲ့ ြောဆိုရင်ပညာရတ္တိရောအကုန်လုံးတန်ဖပလပါလို့ခေါ်တယ်။မှန်ပါဗျာ။အဲ့ဒါတော့ပါမကောင်းကျိုးချမ်းသာမှုမဖြစ်စေနိုင်တဲ့ဟာမျိုး၄မျိုးရှိတယ်သူက။မှန်ပါဗျာ။နော်။မှန်ပါ။အဲ့တော့အဲ့ဒီဂျန်နက်၃မျိုးကမူသာဝါဒထဲမှာငါးပါးသီလထဲမှာမပါဘူးဆိုတော့ဂျန်နက်၃မျိုးလွတ်လို့ရှိရင်မူသာဝါဒကံလောက်မစိုးဘူးလို့ပြောချင်တာမျိုးလား။အဲ့လိုမဟုတ်ဘူးသူက။အဲ့လိုမဟုတ်ဒီငါးပါးသီလလို့သတ်မှတ်ပေးထားတာကသူကဒုစရိုက်၁၀ပါးကြတော့ဒါတွေကုန်ပါလေ ်ပါဘူး။ဒုစရိုက်7ပါးဒါပါတယ်။တချို့လည်းအဲ့ဒါကြံ့ကြံ့ဖို့မှဆောက်ပြီးတော့တွေးတဲ့လူတွေရှိတော့ပေါ့နော်။ငါဘောတိလမှာသူရမီရိယပါတယ်။ဒုစရိုက်7ပါးတဲ့ကျတော့သူရမီရိယမပါဘူး။အဲ့တော့ဒုစရိုက်မဖြစ်ဘူးလို့ဒီလိုတည်းဒီလိုမဟုတ်ဘူး။လက်ဆောင်ရဟောတဲ့နေရာမှာသူကသူ့ရဲ့ဒီအစင်းလားတစ်ခုရမြတ်စွာဘုရားတချို့လူမှုရေးတွေကြတော့အစင်းလားတစ်ခုနဲ့ လောကမှာကျင့်ထုံးနေအစင်လာကျင့်ထုံးလာတဲ့ဟာတွေကိုပြန်ပြီးတော့ဟောပေးတတ်တာလေ။တမန်ပါ။ဖျားပွဲမှာပေါ်တဲ့ဟာမဟုတ်ဘူး။ရှေးပညာရှိသူတော်ကောင်းတွေလိုက်နာကျင့်ထုံးနေရှိတဲ့ဟာကိုဟောတာ။တမန်ပါ။အဲ့တော့ဆေးတိုင်းထွားတာကုန်းတတ်တာ၅ပါးတိလာတဲ့မပါလို့တိလာမကျိုးဘူးလို့ပြောပြီးမယ်ဒုစရိုက်ဖြစ်တယ်သူက။မှန်ပါဗျာ။မှန်ပါဗျာ။ဒုစရိုက်ကတော့ဖြစ်တယ်။အော် Facebook တွေကဆဲတာတွေ Facebook တွေကဂုံးတိုက်တာတွေဒါလည်းပဲဖြစ်တာပဲမှန်ပါဗျာ အကုသဖြစ်တယ်မှန်ပါဗျာသူ့ရဲ့ဝစီဒုစရိုက်တော့ဖြစ်တာပေါ့နော်မှန်ပါဗျာဘုဒ္ဓဝါရဒတိလာတဲ့ထဲ့ပြီးကျန်တာတွေမထဲ့တာကဘာလို့လို့ဆဲဆဲတာဆိုတာသူတွေကသိတာလေခေါင်းတိုက်တာလည်းသိတာလည်းလို့ပြောဒီလိန်နာကြတော့သူကအလွန်သိမ်မွေးတာမှန်ပါဗျာအလွန်သိမ်မွေးတော့နေစင်နေဗျာလူတွေကဒီအမှန်တရားကိုကြော်လွှားပြီးတော့ နေပြောရတဲ့လေးချင်းကြီးရှိတော့သူကပို့ပြီးတော့အဖြစ်များတယ်လို့ပြောမှန်ပါဗျာသူကတစ်ချိန်လုံးဆဲနေပြီပဲလို့လိန်နာတော့ရှိနေတတ်တယ်မှန်ပါဗျာအဲ့ဒါကြောင့်မို့လို့အဖြစ်များတဲ့အရာတစ်ခုကိုပဲတိလာတဲ့ထည့်လိုက်တယ်လို့ဒီလိုတော့တွေးကြည့်လို့ရတယ်ပေါ့နော်မှန်ပါဗျာသူရာမီရရမြစ်ဆပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြတော်မူပါနောက်တစ်ခုကကြတော့တေးအရမ်းမသိပဲတောက်မိခဲ့လို့ရှင်ရောအိုက်ကန်ထိုက်ပါလားရှင်ဗျာ သူရမေရိယမစ္ဆပမထဌာနဆိုတာသူရဆိုတာရှိကတော့စိတ်နဲ့အရဲ့ရဲ့ချက်တဲ့အရဲ့ရဲ့နှစ်ခုရှိတယ်။သူစိတ်ထားလို့ရှိရင်လည်းကြားရှိမူလာတဲ့ဟာရှိတယ်ပေါ့နော်။ချက်တဲ့ရဲ့လည်းနှစ်ခုရှိတယ်။ရှိခေကသူရနဲ့မေရိယနှစ်ခုဓိကထားပြီးတော့မစ္ဆဆိုတာဒီအရေးကရှင်မူစေတတ်တယ်။ရှင်မူတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မှန်တက်လာတယ်လို့ပြောတာ မှန်တက်လာတဲ့အမှန်မသိတော့ဘူးကုပမာဏအတိုင်းတာမသိဘူးပမာဒဌာနဆိုတာအကောင်းနဲ့လို့ဖို့အတွက်မေးလျော့သွားတယ်သူကလူကြီးတွေယူတရားမှာတော့ကုသကောင်းမှုလောမှာတော့ဒါတွေမေးလျော့သွားတယ်ဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာလူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲเนาะ မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖ ೇನೆ မူရစ်တာလည်းရှိသေးတယ်လေမန်တက်နေတဲ့အခါလည်းမူရစ်တယ်ပဆန်ချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထလို့ခေါ်တယ်သူလူငယ်လူရွယ်တွေမှာကျတော့ယောပနမထလို့ခေါ်တယ်ငယ်တဲ့ခုငယ်တဲ့မှန်ပေါ့နော်နောက်ချမ်းသာလို့ရှိရင်လည်းအာရောချမထလို့ခေါ်တယ် အသက်ရှိနေတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇီဝိတမထာဆိုတာဒါမသိဘူးဆိုတဲ့မမနာကြောင့်မကောင်းမှုအကုသိုလ်တွေလုပ်မိတတ်တယ်ပေါ့ပေးလျော့စေတတ်တဲ့အရာတွေလို့ပေါင်းပြီးတော့မြတ်စွာဘုရားသုံးတာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်တွေအမှတ်တင်ညာတွေကောင်းတဲ့အမှတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတော့တဲ့မှုလို့သူတို့ဆိုလို့ရပါတော့เนาะ အဲ့ဒါတောက်လိုက်လို့ရှိရင်သူတယောက်ဟာဒီတတိတရားတွေလွတ်လွတ်သွားပြီးတော့အမှတ်တင်ညာတွေလွတ်သွားပြီးတော့ကိုပါလွတ်လွတ်လုံးမမသိတာမျိုးထီအောင်ဖြစ်သွားတယ်။မှန်ပါဗျာ။အရင်မွေးရင်စိုးတော့မကပ်ဘူးမဟုတ်လား။မှန်ပါဗျာ။အဲ့ဒီလိုမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေကမတော်တဲ့ဘူးလို့ဒီလိုအသေးပဲ ਨੇ ဒီဆုလို့ရတဲ့အသေးပဲပါနော်။အခုတော့အကုန်လုံး မစ္ဆာဆိုရရင်မှုစိတ်ဓာတ်တွေအားလုံးကမစ္ဆာထဲမှာပါတယ်။သူရနဲ့မိရိယကတော့စိတ်နဲ့အယက်နဲ့ချက်တဲ့အယက်။ပမာရဌာနဆိုတာတခြားမိလျောစိတ်ဓာတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်။ဘိရှုဓာတ်ရောဘာရောအကုန်လုံးပါမှာပေါ့။လူရဲ့ပဂတိစိတ်နေနေထား။သူဆိုတာကျိုးချောင်းဆင်ញင်တတ်တဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပျက်စီးသွားစေတတ်တဲ့အရာတွေခတ်သိမ်းကိုသူရမိရိယမစ္ဆာပမာရဌာနလို့ဆိုနိုင်တယ်ပေါ့နော်။ တေးအယမမသိပဲတောက်ပြီးခဲ့ပါကကန်ထိုက်ပါသလားလို့ဆိုဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့ဘူးရထားမဟုတ်ပဲနဲ့အဲ့လိုတောက်ပြီးမယ်ဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်အမှန်မသိတော့တာအမှန်နဲ့အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော် အထူးကဆုံးရှုံးမှုကဘာတော့ဆိုရင်သူရမီတွေကကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူရဲ့အထူးကဆုံးရှုံးမှုကဘာတော့ဆိုရင်လူတွေဆိုတာကိုကျိုးစီးပွားအတွက်အသိပညာတွေစီးဖို့အထောက်အမယ်အများကျဆောင်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် တေးရမမသိလို့တောင်းပြီးပဲပါကံထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုယူရပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်။ဒါပဲလို့အရင်မမသိပဲနဲ့တောက်တောက်သိလို့ပဲတောက်တောက်သူ့ရဲ့ effect ကရှိတယ်။အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလားဘူး။အနည်းဆုံးဘာဖြစ်တယ်လို့ဆိုရင်အရက်ကျွန်းတယ်လို့နောက်ပြီးတော့လူဟာတေးအရက်တောက်ပါများလားလို့ရှင်တွေးတောဆင်ခြင်မှုတွေကလွဲမလား ခါလိုက်လို့ပုံမှန်မစင်းစားတတ်တော့ဘူးနော်အုံနောက်ရဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်အဲ့ဒီလိုအုံနောက်ရဲ့အသိဉာဏ်တွေကလမ်းချော်ကုန်တာမျိုးတွေဖြစ်ရင်ဒါဒါသူဒီဘဝတွေမှာခံရတဲ့အကျိုးဆက်လို့ပြောမှာသိလို့တော့တော့မသိလို့တော့တော့အစိတ်ဟာဆိုဥပမာနဲ့တမန်ရှူတော့တစ်ခုကပြောမှာဆိုရင်အစိတ်ဆိုတာသိလို့စားစားမသိလို့စားစားအဲအစိတ်ကအစိတ်ပဲလေဟုတ်တော့မလားအဲ့တော့ အာယမမသိလို့တောင်းပြပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာပဲမှန်ပါဗျာမှန်ပါဥပဒေလိုပေါ့မသိလို့လုံးမိပါတယ်ဆိုရင်ဥပဒေကခွင့်လွှတ်တော့မှာမဟုတ်ဘူး